မင်္ဂလာပါပိုလီဖိုင် YouTube Channel မှာကြိုဆိုပါရစေ။ယနေ့တင်ဆက်ပေးခြင်းတဲ့သတင်းများကတော့ဝမ်တွင်းမြို့တွင်ဧပြီလ13ရက်မနက်ကရစ်ချက်တာစကေးငါးနှင့်အထက်ငလင်တစ်ခုလှုပ်ခတ်ခဲ့ပြီးမန္တလေးမြို့နယ်စကိုင်းမြို့မှပြည်သူများစိုးရိမ်နေကြပါရစေ။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်အစ္စလမ်ဘာသာဝင်680ကျော်အသက်ဆုံးရှုံးခဲ့ရသည်။ ငလင်ဘေးရန်ပုံငွေအတွက်အမေရိကန်ဆူရှိကုမ္ပဏီကဒေါ်လာ2000လူတန်းမြီဖြစ်ပြီးစစ်ကောင်စီဟာအေဒင်ဦးချစ်ခိုင်နဲ့ဦးစည်တီဟာအပါအဝင်စီးပွားရေးလုပ်ငန်းရှင်တွေကိုပြန်လွှတ်ပေးခဲ့ပြီးတရုတ်ဆောင်နမ်းမြဖြိုးတင်ဟာငလင်ကြောင့်အိမ်အောင် EC ဆုံးရှုံးခဲ့ရသောမိခင်များကိုထောက်ပံ့ခဲ့သည် မလ28ရက်မြန်မာနိုင်ငံတွင်ငလင်ကြီးလှုပ်ခတ်ပြီးငလင်ငယ်များလည်းစက်တိုက်လှုပ်ခတ်ခဲ့ပြီးနောက်ပညာရှင်များကနောက်ထပ်ငလင်များထက်လာနိုင်သည်ဟုခန့်မှန်းထားပြီးပြည်သူများသတိထားရန်အတိပေးပြောကြားထားသည့် NUG ပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလတ်ဟာထိုးစစ်ရဲဆိုင်မှုကိုတပတ်တန်တိုးမီဟုသိရှိရသည်ပြည်내နှင့်တိုင်း6ခုတွင်ငလင်တန်ခံစားခဲ့ရပြီးနောက်တသိမ်းမျိုးရှိဌာနဆိုင်ရာဝန်ထမ်းများဟာယတနာတုတ်ရုတ်ဖတ်ဖို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှညွှန်ကြားခဲ့သည့် အမေရိကန်သမ္မတထရန့်သည်တရုတ်မှလွဲပြီးကျန်နိုင်ငံများအပေါ်အခွန်စည်းကြပ်မှုအားရက်ကိုဆယ်ဆိုင်နဲ့မြည်ဟုပြောကြားသောကြောင့် stock share ဈေးကွက်နှင့် crypto ဈေးကွက်များသည်အတက်ပြမှုများပြန်ရှိလာပြီး bitcoin ဈေးဟာလည်း15,000အထိအမြင့်ဆုံးရောက်ရှိခဲ့သည်။ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်မတ်လ28ရက်နေ့ကဖြစ်ပေါ်ခဲ့သောငလင်ကြောင့်ချက်တူချက် ပန်းချံအနီးတွင်အဆောက်အအုံတစ်ခုပြိုကျရာ အလုတ္တမတရားကျော်ပြိမိနေပြီးဧပြီလ12ရက်နေ့ထိတည်ဆုံးသူအယောက်30ကျော်စေကူတမှုခံယူသူ9ယောက်နဲ့ပျောက်ဆုံးနေသူအယောက်60ခန်းရှိပြီးမြမရွေးပြောင်းလုပ်သားအယောက်30ကျော်တည်ဆုံးခဲ့ရသည်ဟုသိရှိရသည်ဒါကတော့ယနေ့ရရှိထားသောသတင်းများဖြစ်ပြီးနားဆင်ပေးခဲ့ကြသောတယောက်ချင်းစီကိုကျေးဇူးတင်ရှိပါသည် Channel ကိုလည်း Like နဲ့ Subscribe ပြုလုပ်ပြီးသတင်းတစ်တင်တင်သိရှိအောင်ဗေးနားက Notification လေးကိုလည်းနှိပ်ခဲ့နိုင်ပါသည်ခင်ဗျာ